မင်္ဂလာပါအာအခုနောက်ပိုင်းကျွန်တော်ဗီဒီယိုလေးတွေမတင်ပြဘူးဘောเนาะအာကျွန်တော်ကိုယ်တိုင်ခရီးသွားနေလို့ဖြစ်ပါတယ်အခုဒါကျွန်တော်ဗီဒီယိုလေးတွေပြန်တင်မယ်ဘောเนาะဈာထဲမှာလွတ်သွားတဲ့ပွဲတွေကလေအာနည်းနည်းလေးမဟုတ်ဘူးတော်တော်များပါတယ်ဒီတော့အဲ့ထဲရမှာအဲပထမဆုံးပွဲတစ်ခုကိုကျွန်တော်တို့ကြည့်မယ်ဗျာ ဒီစီဒီခါကြတော့ခုလိုခံကြသုံးသိပါဘူးတော့တော့ဒါကိုအထက်ကျကျေးဇူးရပါစေကြည်ကြည်ပါကျောင်းပါဘာဤပြရလဲဆိုတော့လူမပါဘူးရှင်ပြုတ်နေကြတယ်

你玩呀？搞一碗下锅。

ပါကိုယ်ကလူဖြစ်တဲ့အားရပါလို့။ဒါနဲ့နောက်ဆုံးဆက်ဖတ်ပါမယ်။သားတို့ဒီကနေ့နောက်ထပ်တစ်ဆက်သေးရှိတဲ့ပုံထပ်ပြမယ်။ဓမ္မပါဆက်ဆိုကောင်းရည်တာဓမ္မပါ က်ပြီးသွားပြီအဲဒီဗီဒီယိုကိုမြင်တော့အာဘလို့တွေးမိလဲဗျဘလို့တွေးမိကြလဲဟာတာကြီးလို့ဖြစ်မနေကြဘူးလားအရှင်ပြုရဲ့ယဟန်ခံနေဆိုတာကျအိမ်မထဲမှာလုံးလုံးမရတဲ့ကိစ္စတွေဖြစ်တယ်နော်အိမ်မထဲမှာငါကတော့ရှင်ပြုတ်လိုက်ပြီအိမ်မထဲမှာငါကတော့ရဟန်းခံလိုက်ပြီ အိမ်မထင်းမှာငါကတော့မိန်းမယူလိုက်ပြီအိမ်မထင်းမှာပဲငါတို့လက်ပြီရောက်ခဲ့ပြီအိမ်မထင်းမှာပဲငါရဟန္တာကြီးဖြစ်သွားတယ်အိမ်မထင်းမှာငါလေဘုံကြီးပြန်နေရဆိုတာအိမ်မထင်းမှာပဲလေအပြင်မှာမဟုတ်ဘူးလေနော်အဲဒါကတို့ဒီမှာရေးထားတာကတော့အခုဟာကပေါ့နော်ဒါအိမ်မက်ရအလှလှခိုင်းလူတွေဒါအဲ နာနာဘာဝလူတွေကိုလည်းသင်ငန်းစီးပေးခိုင်းတာတဲ့အဲ့ရွာစတာဖုန်းကြီးမရှိလို့လားမသိပါဘူးနော်လေအလှလှပြီးတော့အမြဝေတာပဲချားဟုတ်တယ်လေနာတာဘဝရုပ်ထုတွေလှုပ်ပြီးတော့သာသနာဘောင်ဝေခိုင်းတာတော့အခုမှချားဟုတ်တယ်မှန်တယ်အကျွန်တော်ဒီကပြောချင်တာဟာအဲ့ဒီရွာမှာရှိတဲ့ဆရာတော်ဟာအဗုဒ္ဓစာပေတွေကိုမကျွမ်းကျင်တာလားတကယ်ပဲမသိတာလားဟိုအလှလှရင်ဝိထုငွေကြီး ရအောင်ဟိုအလူလုံးလိုက်လို့ရှိလို့ရှိရင်အဓိကဝိတုငွေရဖို့အတွက်ကအဓိကလားဒီဒီကရကမတွေလမ်းမှားနေတာလမ်းလွှဲနေတာဟုတ်ဘာကြောင့်မပြောတာလဲအကျွန်တော်သိချင်ပါတယ်ပြောအခုလိုမျိုးလှုပ်လိုက်တော့ဒီနာနာဘဝတွေကဘာဖြစ်သွားလဲရုပ်ထုတွေလှုပ်တယ်ဗျာလူတွေမရှိတာကြီးဘူး လေးပေါ်မှာခေါင်းနေရိပ်ပြီးတော့အပြောင်သွားလာသမီးလေးပါရင်မကြအောင်လားဓာတ်တွေပါရင်မထီဘူးလားဟိုကြည့်ပြီးရိတ်နေတော့မှာတစ်ချက်ကလေးတတိဟိုလွတ်သွားရင်ထီသွားနိုင်တယ်လေနော်အခုတို့ကပယ်ပယ်နေနေတဏီရဲဆွဲနေတာခေါင်းတွေပါရင်ပုံမသွားဘူးလားတကယ်ပဲဝင်ပြီးလိုက်တာပဲမြင်နေတိုင်းမယ်နော်ရုပ်ထုကြီးရှောက်လို့ပြီးတော့ဓာတ်ရလာလာမြတ်မသက်ဆိုင်နေဘာသာရေး အတွေးခေါ်တွေဖြစ်တယ်။မသက်ဆိုင်ဘူးဗျာဘာမှမဆိုင်။အဒီလိုလို့လို့ရတယ်လို့ကျွန်တော်လည်းမကြောက်ဘူး။ဘယ်မှမှလည်းမမြင်ဘူးဗျာ။ဒီနာနာဘဝတွေကအဲ့လို အိမ်မက်ပြီးလို့ဒီလိုလှုပ်ပြီးရပါတယ်ဆိုတော့အနာနာဘဝဖြစ်သွားရင် သင်္ကန်းတွေဘာတွေကဝေးလို့ရတာလား။အဲဒါကြီးစဉ်းစားမိခါလျှောက်ယူမနေကြနဲ့နော်။ခါလျှောက်ယူမနေကြနဲ့။ အကျွန်တော်အများကြီးမပြောချင်လို့ယူတာအကြည့်ချက်ယူဗျာအာယူစရာကိစ္စအများကြီးရှိရယ်နော်တခြားဟာရင်းနဲ့ယူဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့လာလာမယူကြနဲ့ကျွန်တော်ပြောချင်တာဟာဘာသာရေးနဲ့ပတ်သက်ပြီးတော့လာလာမယူကြနဲ့အဲ့ဒီရွာမှာရှိတဲ့ဆရာတော်ကဓာကြီးကမလုံတဲ့ဓာကြီးကမဖြစ်နိုင်ဘူးအဖမောကတော့ခွင့်မပြုဘူးမင်းတို့လို့ချင်တခြားရွာသွားလို့ဆိုပြီးတော့အဲ့လိုပြောလိုက်ပါလားတပီးမသွားဘူးလားနော်အဲ့တော့မဟုတ်ကိုက အဲဘာသာရေးနဲ့ဆက်နွှဲပြီးတော့အဲဒီဟာတွေကတော့မဖြစ်နိုင်ဘူး32ဘုံအကြောင်းကောင်းကောင်းမွန်မွန်ရှင်းပြမယ်အဲနာနာဘဝဝိနာဘဝတွေအကြောင်းကိုနားလည်အောင်တက္ကရာကမတွေကိုရှင်းပြမယ်အဲ့လိုဆိုရင်ရောအခုလိုပွဲတွေကဖြစ်လာစရာအကြောင်းမရှိဘူးအဲ့ဒီလိုတွေမလုံလို့သာအခုလိုမျိုးလူအကြိုက်လိုက်ပြီးတော့ဟောလူတွေကလုံလို့ရှောက်လို့ကြရတယ်ဖြစ်နေတင်ခန်းတွေဝစ်ပေးအဲ့လိုလုံလို့မရဘူးလीနော် ဟိုကိုရင်ဝင်ပြီးတယ်ပဲထောင်းမြာကိုရင်ဝင်ဝင်ပြီးမယ်ဆိုလို့ရှိရင်အာတရဏဂုံတုံးသုံးပါးသလုံးကိုပြပြတတနဲ့ဆိုနိုင်ရတယ်အာမௌဒန္တရဏံဂစ္ဆာမိအစရှိတဲ့ဖြစ်ကျွန်တော်ဒါတတိယမိဒီတန်ခတရဏံဂစ္ဆာမိအဲ့ဒီကိုကျွန်တော်တို့ဟာ ပြပြတတနဲ့ဆိုရတာနော်အလေးစေပါတန်စေပါလောက်ကောင်းကောင်းသိရမယ်ဒီရုပ်တရားတရဏဂုံဘလို့ဆိုပြီးတော့ဘလို့သင်္ကန်းဝစ်လိုက်တာလဲ ဘာတွေရှောက်လုံနေကြတာလဲခင်ဗျားတို့နည်းနည်းပါးပါးမစင်းစားမိဘူးလားဘယ်ရှင်ဖြူပွဲမှာဒီလိုကြီးလောက်တာတွေ့ဘူးလဲအဲ့ဒီမှာတယောက်တော့သူတော့ပါတာတွေ့တယ်လူကိုပြောချင်တာပါအလူတယောက်ပါတာကျွန်တော်တို့တွေ့တယ်ခြံသားတော့လေးပေါ်မှာခေါင်းရိပ်နေရပဲတွေ့တယ်ဇက်တွေပါတွေလည်းပြက်သွားအောင်ပဲနော်နာနာဘဝတွေလည်းခမရတို့ခေါင်းရိပ်ယူတာအရေးမကြီးနာနာဘဝတွေဇက်ပြက်သွားမှာအပိုးပြီးတော့ဒုက္ခကြီးဖြစ်ကုန်မယ်အဲ့လိုသင်္ကန်းဝေပေးလို့ရလား မဲတို့မလုံသိတဲ့အရာတွေလားလုံသိတဲ့အရာတွေလားမစင်းစားမိဘူးလားဒီနေ့ဒီခေကြီးကိုရောက်လာပြီအဲဆိုလိုချင်တာကကျွန်တော်ပြောချင်တာဒီရွာကလူတွေအဖြစ်လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးအဓိကကအဲဒီရွာမှာရှိတဲ့ဆရာတော်ရဲ့အဖြစ်လို့ကျွန်တော်ပြောချင်တာဖြစ်တယ်အဆရာတော်ဟာကိုယ်တကာကမကြီးအကြိုက်ကိုမလိုက်ဖင်းနဲ့ချစ်သိရင်မဖြစ်သိရင်ဆိုတာကိုကြာကြာနနရှင်းပြရမှာဒါကြီးကလုံးလို့မရဘူးအဲဒါကြီးကဒီလိုတော့ရှိတယ်အဲ30တဘုံမှာဒီနာနာဘောတွေကဘယ်မှာပါတယ် ဒီလိုပြောပြရမှာလေနော်အကျွန်တော်လူအချိုက်လိုက်လုပ်နေလို့မရအောင်အဲ့တော့ဒီခါလေးကျွန်တော်ပြောချင်တာကဒီကနေ့ခေရဲ့ဆရာတော်တန်ခါတော်ဟိုအများကြီးမဟုတ်ပေမဲ့တချို့တချို့တော့ဆရာတော်တန်ခါတော်ကြီးဟာဒီလူတကာရကမာရဲ့အချိုက်ကိုလိုက်ပြီးတော့လုံနေကြတာတွေရှိပါတယ်။အဒီတော့တပည့်တော်တို့အနေနဲ့အကြံပေးလိုတာကတကာရကမာမျက်နာကိုအရန် ကြည့်နေလို့မရပါဘူး။အဆရာကလက်တွေးညီမဆိုတာမှန်ပေမဲ့နေရတကာတကမတကာဒီနေရတကာမတကာတကမရဲ့မျက်နာကိုရှောက်ကြည့်ပြီးတော့သာသနာမျက်နာအဒီတန်ဃာသင်းဖွဲ့ရဲ့မျက်နာဒေဝကြီးဥပရေတော်မြတ်စွာဘုရားရှင်ရဲ့မျက်နာတော်အဆရှိတဲ့ပြေအသာသနာနဲ့သက်ဆိုင်ရာတွေကိုမကြည့်ဘဲနဲ့လူတွေအချိုက်ရှောက်လို့နေလို့အခုလိုမျိုးပြဿနာတွေဖြစ်လာတာအဲအဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့မြတ်စွာဘုရားရှင်ရဲ့ကြိုက်တဲ့တာလုံမယ်ဆိုရင် အခုလိုမျိုးကိစ္စတွေဖြစ်လာစရာအကြောင်းမရှိဘူး။ဒီတော့ဆရာတော်တန်ဃာတော်ကြီးဟောအခုလုံးမဟုတ်ပါဘူး။ဒါပေမဲ့တော့ရှောက်ထားလူတာကတော့အဲဆရာတော်တန်ဃာတော်ကြီးကဒီလူတွေအကြိုက်ကိုမလိုက်ပါနဲ့။တပည့်တော်တို့လည်းလူကြီးပါပဲ။တပည့်တော်တို့ကိုယ်ပယ်နေတဲ့ဆရာတော်တန်ဃာတော်ကြီးလည်းရှိပါတယ်။တပည့်တော်တို့ကိုယ်ပယ်နေတဲ့ဦးစင်းလေးတွေကိုရင်လေးတွေလည်းရှိပါတယ်။ဒါပေမဲ့တပည့်တော်တို့ဟာတပည့်တော်တို့ကိုယ်ပယ်တဲ့အာပဝင်းကျင်ကအဲဆရာတော်တန်ဃာတော်ကြီး အဦးစင်းလေးတွေကိုရင်လေးတွေဆိုရင်အတပည့်တော်တို့ဟာတပည့်တော်တို့အကြိုက်ကို လိုက်ပြီးတော့လုပ်နေတာ လားအာသာသနာတော်ရဲ့အကြိုက်ကိုလိုက်ပြီးလုပ်နေတာလားဆိုတာကိုတပည့်တော်တို့ဟာအလိလာပါတယ်တုံ့သက်ပါတယ်မျက်စိစုံမှိတ်ပြီးတော့အဲငါပြောရင်ငါလူထားတာပဲငါပြောရင်ဖြစ်ရမယ်ဆိုရဲအာပုံစံမျိုးကို လိုက်လုပ်ပြီးနေတဲ့ကိုတော်မျိုးဆိုရင်လေတပည့်တော်တို့ဟာမစည်းကမကိုးကွယ်ပါဘူးဒီတော့ဆရာတော်တန်ဃာတော်တို့လည်း အဲတပည့်တော်တို့ရဲ့ဟိုစိတ်နေစိတ်ထားလေးကိုနမူနာယူပြီးတော့လူတွေကြိုက်လိုက်လို့နေလို့မရပါဘူးအဲဒါလေးရတစ်ချက်ပေါ့နော်အဲတပည့်တော်ရှောက်ထားလူလာကတော့ဒီဗီဒီယိုလေးမှာဒီလောက်ပဲအာနောက်ထပ်တစ်ချက်ကဒီလက်ညှိုးထိုးတယ်ဆိုတာကဆရာတော်တန်ခါတော်တွေလက်ညှိုးထိုးတာမဟုတ်ပါဘူးကျွန်တော်ဒီလိုမျိုးဘာသာရေးအသိဉာဏ်ခပ်ပိမ့်မင်းရှိတဲ့သူတွေကျွန်တော်လက်ညှိုးထိုးတာဖြစ်တဲ့နောက်ထပ်တစ်ခုကကျတော့လက်တလုံးမှာ fashion နဲ့ပတ်သက်ပြီးတော့အရန်ရန်ခိထနေတဲ့ပေါ်တော်တော်နှစ်ယောက်ကို ကျွန်တော်အားရပါရပြောပါမယ်ဒီတော့ဆက်ပြီးတော့ကြည့်ပါဗျာအားလုံးပဲမြင်လာပါရှင်ဒီနေ့ရှင်ဝတ်စုံတစုံဘလောက်လဲနေနေတဲ့ကောမက်ပိုင်ရှင်တွေကဖြစ်ပြလိုက်ပါရှင်အင်းကျွန်မတို့ဝတ်ပြနေတဲ့ဝတ်စုံကကျွန်မတို့စိုင်မှာချုပ်တဲ့နံပါတ်5စိုက်ကိုရပါတယ်ရှင်ကျွန်မကနာကိုစိုက်ရောကျွန်မဒီမှာလေးစိုက်ရောဥတရနဲ့ပိန်နဲ့ ိုက်ရောဆိုရင်ကျမတို့ကကျမတို့ဆိုင်မှာချုပ်တဲ့နံပါတ်5စိုက်ကိုအရင်ပြပါလိမ့်ကျင်းကျမတို့ဝတ်နေတဲ့အစာလေးတွေအားဆိုရင်ပန်းသီးစားနဲ့ချုပ်ပေးရတာပါရှင်ပန်းသီးစားဆိုတာကထူလဲမထူဘူးပါလဲမပါဘူးအဖေကိုရုံးလို့သင်ပြပါတယ်ရှင်။ဟုတ်ပါတယ်။ဒါကြီးမထူဘူးပြောတာပါရှင်။ဟမ်။ဒီလားရှင်ဝတ်စုံတစ်စုံအားဆိုရင်မာမျိုးပါပါတယ်ရှင်။ဟဲ့။တပတ်ပါပါတယ်။ဟာ။ခါဝိပါပါတယ်။အဲ့ဒီပါပါတယ်။ ဒိုက်ပါပါတယ်။ယုံပါပါတယ်ရှင်။ငါမျိုးတစ်ဆက်စာကို၄000တောင်မှာရှင်။ဒီကျမတို့ဒီထည့်ထားတယ်ဒီခဝတ်လျာဆိုရင်ဒါကျမတို့စကိတ်သားကိုထည့်ထားတာမဟုတ်ပါဘူးရှင်။ဒါပိတ်သား။အင်းမဲ့အစာလေးကိုကျမတို့ထည့်ထားတာပါရှင်။ဒါ၄00ဝင်းပြေပါရှင်။ကျွန်တော်ဒါဖက်စင်လေးတက်ပြီးတော့ဝရအောင်ဆင်းပြေအောင်ဖက်စင်လေးတက်ပြီးတော့ရောင်းပြေထားပါတယ်ရှင်။ဒပတ်လေးရဆိုရင်လည်း တင်တဲ့ခါမှာဝိပ္ပာဝိပ္ပာမှာအစင်ပြေပါပါရှင်ဝိပ္ပာရင်ကျမတို့ဒါအစရိပါတယ်မလွတ်အောင်လို့ကျမတို့ဝိပ္ပာပြီးထူတဲ့ရှင်းရတာဖြတ်ပြီးထားတာပါရှင်အမှုကြလို့ကြာပြီးတာအရှင်လေးကတော့နှစ်ကိုက်နဲ့ကိုးလက်မပါရှင်ရှင်ဆိုင်လေးပေါ့အရှင်လေးကနှစ်ကိုက်နဲ့ကိုးလက်မပါရှင်ဒါအကျယ်လေးကတော့ဆက်နှစ်လက်မပါရှင်အမလို့အပားလေးကိုထည့်ရောင်းတာမဟုတ်ပါဘူး။ရောင်းနာကတော့ဒီလိုအပားလေးတွေပါ။ဟင်း။နော်ရောင်းနာကဒီလိုအပားလေးတွေပါရှင်။ဟုတ်။ အဲ့ကျွန်တော်ပစ္စည်းကောင်းကိုပဲထည့်ရောင်းပေးရတာပါရှင်ကျေးဇူးတင်ပါတယ်လေးကိုထည့်ရောက်ပေးတာပါဆီ။ဒီကျမတို့ဘုရားနေတဲ့ဝစားတစ်စုံဆိုရင်တော့ကဲ။ဒါကြားသိမှုရတော့၄000တထောင်ကျမှာပါဆီ။ကဲမြင်တဲ့အတိုင်းပဲ။အဲ့ဒီလိုမျိုးဖက်ရှင်ပုံစံဝတ်ပြီးတော့အကြောညာပြီးရောင်းလို့ရလား။အခင်ဗျားတို့တွေလည်းနော်။ အလိုင်းမို့မာလေအပူဇော်ရအောင်လေးဒီလောက်ဒီလောက်ပြောနေတာမကြားမိဘူးလားဟောကျွန်တော်လည်းသိပါတယ်ကျွန်တော်နာမည်မကြီးဘူးဆိုတာကျွန်တော်သိတယ်နာမည်မကြီးလို့သူတို့ကျွန်တော်ကျွန်တော်ဒီလောက်ပြောနေတာသူတို့တတိမထားမိတယ်အဖေမို့တခွင်ကျွန်တော်မတင်ပါဘူးကျွန်တော်ဗီဒီယိုမရှိပါဘူးဒါ Facebook ကလူတွေဖြစ်ရမယ်နောက်တစ်ချက် TikTok TikTok လည်းကျွန်တော်မသုံးတဲ့အတွက်ကြောင့် TikTok မှာလည်းကျွန်တော်ဗီဒီယိုတွေမရှိပါဘူး အပြန်တင်ခြင်းနဲ့ညီလေးတွေအညီမလေးတွေရှိတင်လို့ရပါတယ်။ရပြောချင်တာကလေဟိုခမရတို့မှာဟိုလုံလောက်တဲ့လေဘာသာရေးအသိဉာဏ်တကယ်မရှိတာလား။မိဘမြတ်တာဆိုရဲကျွန်တော်တို့ TikTok main လေးကျွန်တော်ထောက်မှာတွေ့လိုက်ပါတယ်။ TikTok logo ရဲ့အောက်မှာဒါမိဘမြတ်တာသင်ခန်းတိုက်လို့ဆိုလိုချင်တာလားအဲဒါမှမဟုတ်ဘာလို့ဆိုလိုချင်တာလဲတော့ကျွန်တော်မသိဘူး။ ဒါပေမဲ့ခင်ဗျားတို့အခုလုပ်တဲ့ပုံစံကတော်တော်ကြီးကိုအရှက်ဖို့ကောင်းပါတယ်။ကျုပ်သာသနာတော်ရဲ့ဒီတမိုင်းတက်လျှောက်မှာဒီမေတ္တိလရှင်အတိလရှင်သာသနာနယ်ဝင်ကြီးရဲ့တမိုင်းတက်လျှောက်မှာခင်ဗျားတို့လူကြော်ညာရိုက်ပြီးတော့ဒီလို fashion တွေဝစ်ပြီးတော့ကြော်ညာရိုက်တာကျွန်တော်တခါလည်းမတွေ့ဘူး။အဲဒီလိုမျိုးမဝစ်လဲရောင်းရပါတယ်။ခင်ဗျားတို့အဲဒီလိုဝစ်တော့ဘာဖြစ်သွားလို့လဲ။ ခင်ဗျားတို့သဘင်ရှည်ကြီးတွေနဲ့ဗျာနှက်ခမ်းတွေနဲ့အဖတ်တွေနဲ့အာဒါရီဟာပျက်စီးခြင်းရဆနေတော့အခုဒါအမျိုးသမီးတွေကဒီအမျိုးသမီးတွေဝတ်တဲ့ဝိယုံကိုဒီလိုမျိုးအာလွယ်လွယ်ကူကူလေးပဲဝေးချပြီးတော့ဒီဟာကြီးကိုရောင်းပြနေဒီလိုဆိုရန်တန်လာတော်ရေတင်ကန်းတော်လေးအဲ့ဒီလိုမျိုးတွေရောင်းလာရင်ဘယ်လိုလုပ်ကြမလဲ မဖြစ်သေးခင်ပဲပြောလို့ရတာဗျာအဖြစ်သွားမှဆိုတာမင်းတို့ကဘာလို့စရိယာမပြောတာလဲဆိုတော့လာချောင်းပဲဟိုတကယ်ဆဆရကဆရာဆရာကြီးတွေပါအဲ့လိုကောင်းကြီးကလာချောင်းပဲညကျွန်တော်တို့အခုချိန်မှာမြင်ပြီမြင်တော့ပြောရတော့မယ်ပြောမှာနော်ဟောပြောမှာဆိုတော့ခမရုမာကဟိုအသိဉာဏ်မရှိဘဲနဲ့လူလုံးနေကြတာလားဒီအရာကြီးဟာဒီတက်ဒီရောက်နေငါလုံးလိုက်ရင်တင့်တော်ရလား ဒီဝိယဝါဒီလိုပဲဝိလို့ရတာလားလူတကာဝိလို့ရတာလားတိလာရှင်ဝိယုံကိုဝိချင်ရခမားတို့ကရုံတုံးလိုက်ဟုတ်တယ်မလားတိလာရှင်နေဆောင်ထင်းရပဲတိခါမှုတွေဆောင်ထင်းတိလာရှင်ចောင်းနေမှာနေအဲ့ဒီကနေမှာကြုံညာပြန်ရဲ့ဟုတ်တယ်နော်အဲ့ចောင်းတိုက်ကဆရာတော့ဒါဘယ်လိုခေါ်မလဲဆရာကြီးကခွင့်ပြုတယ်ဆိုရင်ပေါ့ခမားတို့အဲ့လိုလုံးလို့ရမယ်ထင်လို့လား ပြီးတော့ဘာမှမဟုတ်ခင်ဗျာ line ပေါ်ကြီးရှောက်တယ်ဘာရီလဲလို့ခင်ဗျားတို့ဟာမရက်ကြအောင်လားခင်ဗျားတို့ပြောရတာလေပြောရတယ်လို့ရှက်နေတဲ့ခင်ဗျားတို့ပြောလို့ကမပြီးဟို channel စထောင်နေရပေါ့နော်အနောက်ပိုင်းသိမ့်မကြခင်ကျွန်တော်ရုပ်ထွက်လာတယ်နောက်ပိုင်းတောက်လျှောက်လောက်တည်းကဒီငကားတွေနဲ့ပတ်သက်ပြီးတော့စတာပေါ့နော်အနကားတွေဘာဖြစ်လာတာညာဖြစ်လာတာအဲ့ဒီအကြောင်းအရာလောက်ကစပြီးတော့ကျွန်တော်တောက်လျှောက်ပြောနေရတာ အဒီနေ့ဒီချိန်ဒီပဲပြောနေရတော့မယ်ခင်ဗျားတို့ကလည်းဟိုတနည်းအားတလွဲလှုပ်လိုက်ဒီနည်းအားတလွဲလှုပ်လိုက်လှုပ်နေကြတော့မယ်လှုပ်ခင်ဗျားတို့လည်းလှုပ်ကျွန်တော်တို့လည်းပြောမယ်ခင်ဗျားတို့ဒါတွေကအေးယူလို့ရရနော်တိလားအေးယူလို့ရပါတယ်ဆိုးဆိုးကရှိရဗီဒီယိုကျွန်တော်တို့အေးယူလို့မရပါဘူးနော်ဒါပေမဲ့အခုဟာကအေးယူလို့ရတယ်နော်ဥပဒေအကြောင်းအရာတွေခင်ဗျားတို့ကလားတိလား ညာလို့ဒီလားခင်ဗျားတို့ပစ္စည်းရောင်းရည်မရောင်းရည်ကျွန်တော်တို့မသိဘူးခင်ဗျားတို့ဘယ်လောက်မြက်လဲဆိုတာလေကျွန်တော်တို့စိတ်မဝင်စားဘူးအဲဒီလိုမျိုးလှုပ်ရောင်းလိုက်လို့ဘယ်လောက်တွေရောင်းရသွားလဲဆရာလေးတွေအကြိတ်ကြိတ်တို့ပြီးလာဝယ်ကြတာလားဟဟလားအလူရက်လေလာဝယ်ကြတာလားရောင်းစရာတွေအများကြီးရှိပါတယ်ရောင်းလို့ရတဲ့နီးဆက်နှစ်တအများကြီးရှိတယ် အခင်ဗျားတို့ဘလို့မပါဘောနော်အဲ့လိုမျိုးကြီးမလောက်တတ်ဘူးမကြုံညာတတ်ဘူးဆိုရတယ်ကျွန်တော်ရဲ့ဒီအခုဒီ channel မှာကျော်ကျော်ညာကြီးလက်ခံပေးမယ်အခင်ဗျားတို့သင်္ကန်းဆိုင်ရင်ဆိုရင်သင်္ကန်းဆိုင်နဲ့ပတ်သက်ပြီးတော့အလေးစားဒီကြရှိရမယ်အဲကြော်ညာခြင်းလေဆိုကျွန်တော်လက်ခံပေးမယ်နော်ကျွန်တော်လည်းကြော်ညာခရရတာဗောအပေါက်ပန်းလေးစီဒီဟိုလှုပ်ပြီးတော့ကြော်ညာတာမျိုးဆိုရင်ကျွန်တော်ကပြောမှာအခုလိုမျိုးတွေဗော ခင်ဗျားတို့ကဟိုဘယ်လိုခေါ်မလဲတခြားအဝိထင်မဟုတ်တဲ့အတွက်ကြောင့်ဗျာဟိုတခြားဝိထင်မဟုတ်တဲ့အတွက်ကြောင့်ဒီသာသနာရေးနဲ့ပတ်သက်တာကြီးခြားတော့ဟိုတို့ဘယ်သွားချုံညာမှမသိဘူးအဲ့လိုမျိုးစီရတယ်ကျွန်တော်ရဲ့ဒီဘာသာရေး channel မှာအာကျွန်တော်ချုံညာပြီးမယ်သင်္ကန်းတိုက်ပိုင်ရှင်နေဆက်သွေးလာပါနော်အာကျွန်တော်ကြောကြာလေးလက်ခံပေးပါမယ်အခုလိုမျိုးတွေတော့မလုပ်နဲ့နော်အခုလိုမျိုးတွေလုပ်ရင်တော့ကျွန်တော်ကအားရှယ်ကြည့်ပါဒါကူဟာကကျွန်တော်အများကြီးရှော့ပြောထားတာ တကယ်ဆိုကျွန်တော်ပြောချင်တာတွေအများကြီးပဲပြောချင်တာတွေအများကြီးပဲဒါပေမဲ့တတော်ကြီးရှော့ပြောတာဗီဒီယိုဒါရှည်သွားမှာဆိုလို့လီကျော်ဤဒါရှည်သွားမှာဆိုလို့ဒီလောက်ပဲပြောတာခင်ဗျားတို့အတိညာရှိကြပါရှေ့ရဗီဒီယိုလိုမျိုးပေါက်ပန်း40တွေလောက်ပြီးတော့လဲဒါသာမပြုတ်ပါနဲ့အခုဗီဒီယိုလိုမျိုးပေါက်ပန်း40ပုံစံမျိုးတွေနဲ့လဲသာသနာတော်ကိုမိမိကြောင့်မထိခိုက်ပါစေနဲ့ဟုတ်တယ်နော်အာခင်ဗျားတို့သာသနာမပြုတ်ရင်နေပါ သင်္ကန်းထိုက်တွေဘလောက်ဒီဘလောက်ဒီအမြတ်တယ်ဆိုတာကျွန်တော်တို့သိပါတယ်နော်ကျွန်တော်တို့သိပါတယ်ဒီစီးပွားရေးတွေကဘလောက်ဒီအမြတ်ကြီးတဲ့စီးပွားရေးတွေဆိုတာလည်းကျွန်တော်တို့သိပါတယ်ဟုတ်ပြီမယောင်းရတဲ့သူကတော့မယောင်းအောင်ပေါ့အဲဒီတော့ခင်ဗျားတို့ရောင်းညင်ကျွန်တော်တို့ကြောညာအပ်ပါအခုလိုပေါက်ပန်း40ဒီတော့မလောက်ချပါနဲ့နော်ဟုတ်ပြီအဲဒါတော့ပါပဲအဲကျွန်တော်တို့နောက်ထပ်နောက်ထပ်တော့ အဗီဒီယိုဒီမှာဒီလိုအလွဲလွဲတွေကိုထောက်ပြရင်ပြောဆိုရင်လည်းပြန်လည်းတွေ့ပါမယ်ဗျအားလုံးပဲဒါအဆဆရရအထုကယူဆိုင်ကြပါအားလုံးပဲရှင်းလင်းချမ်းမြေကြပါစေဗျ